မြင်းစီးရတာအရန်ကြိုက်ကြောင်းနဲ့မြင်းစီးရတဲ့အကျိုးကျေးဇူးကိုလူသိရှင်ကြားထုတ်ပြောလာခဲ့တဲ့အိမ်မြတ်သူ ပေးတတို့ရှင် အနည်းပညာလောကမှာတော့မင်းသမီးလို့ဆိုလိုက်တာနဲ့အများစုကတော့လှတာပါတာကြောကြောရွရွနူးညံ့တဲ့ပုံရိပ်လေးတွေကိုပဲပြင်းပြင်းတက်ကြတာပေါ့ဒါပေမဲ့ပေးတကြည့်လို့ရှင်အဲဒီလိုမင်းသမီးတွေထဲမှာမှတမူထူးခြားနေတဲ့ကိုလန်းကိုဖောက်ပြီးပေးတရင်နဲ့နေရာတစ်ခုကိုခိုင်ခိုင်မာမာရယူထားနိုင်တဲ့မင်းသမီးတလက်ရှိပါတယ်သူကတော့တခြားသူမဟုတ်ဘူးရှင်အင်းမြတ်သူဟာအခြားသောနမဲကြီးမင်းသမီးတွေလိုမျက်နာလေးမှုန်နေအောင်ချောမောလှပတဲ့ပုံစံမျိုးနဲ့ပေးတရှိကိုရောက်လာတာတော့မဟုတ်ပါဘူး ဒါပေမဲ့သူ့မှာအချားမင်းသမီးတွေနဲ့မတူတဲ့ထူးခြားတဲ့ဆွဲဆောင်မှုတွေရှိပါတယ်။ဒါကတော့သူ့ရဲ့ကြံ့ခိုင်တဲ့ခန္ဓာကိုယ်တော်လက်တဲ့လှုပ်ရှားမှုတွေနဲ့တတ်တည်ရှိတဲ့ပုံရိပ်ပါပဲ။ဒီလိုပုံရိပ်တွေကြောင့်လေအင်းမြတ်သူဟာအနုပညာလောကမှာတော့ fighting ဇာတ်ကားတွေအရှင်ဇာတ်ကားတွေနဲ့နာမည်ကြီးလာတာဖြစ်ပါတယ်။ရိုးရိုးတက်တက်နူးညံ့တဲ့မိမသားတယောက်ရဲ့နေရာမှာတရုပ်ဆောင်တာထက်အမျိုးသမီးတယောက်ရဲ့ကြံ့ခိုင်မှုတတ်တည်နဲ့မမာနောက်ကိုပေါ်လွင်စေတဲ့ဇယုတ်တွေကသူမနဲ့ပုံပြီးလိုက်ဖက်ခဲ့ပါတယ်။ဒီလိုသူမရဲ့ tough care ပုံစံကိုပရိသတ်တွေအခိုင်အမာအသေးမှပြုခဲ့ကြတာကတော့မအေးပွင့်မြင့်မြင့်ဆန်းလမ်း30 ယ်ရုပ်ရှင်ဇာတ်ကားကြီးမှာပါပဲ။အဲဒီဇာတ်ကားထဲမှာအေးမြတ်သူကမြင်းစည်းတဲ့ဇဝင်ခန်းနေတဲ့အရန်ကိုပွန်လွင်ခဲ့ပြီးတော့ဒေသတည်းရဲ့ချီချိုးမှုတွေကိုတခမ်းနဲ့ရရှိခဲ့တာပါ။အခုတစ်ခါမှာတော့အေးမြတ်သူကသူမရဲ့အဲဒီမအေးပွင့်ဇာတ်ကောင်ထဲချိတ်ဆက်နေတဲ့အကြောင်းအရာတစ်ခုကိုလူသိရှင်ကြားထုတ်ပြောလာပြန်ပါပြီ။အဲ့ဒါကတော့သူမဟာမြင်းစည်းရတာကိုအယံဝါသနာပါကြောင့်နဲ့မြင်းစည်းချင်းရဲ့အကျိုးကျေးဇူးတွေကိုမျှဝေလာတာဖြစ်ပါတယ်။ ဟုတ်ပါတယ်အေးမြတ်သူကမြင်းစီရတာကိုမအေးပွေမြင်းမြန်ဆန်လမ်း30ကဆောက်ရိုက်ခဲကဆောက်ပြီးတော့ဝါသနာပါလာတာဖြစ်တယ်လို့ဆိုပါတယ်သူမကမြင်းစီရတာကိုကြောက်ရွံ့တင်မဟုတ်ပါဘူးရှင်မြင်းစီခြင်းကအမျိုးသမီးတွေအတွက်ဘလောက်တောင်အကျိုးကျေးဇူးရှိတယ်ဆိုတာကိုပါပုံမှန်လင်းလင်းပြောပြလာတာပါ အင်းမြတ်သူပြောသွားတာကတော့အရန်ကိုစိတ်ဝင်စားဖို့ကောင်းနေရှင်။သူမကတော့မြင်းစင်းရင်အောက်ပိုင်းတောက်နေလို့တက်တက်ပဲပြောခဲ့တာပေါ့။ပရိသတ်ကြီးတို့လည်းအံ့ဩသွားကြတယ်ဟုတ်။သူကဆက်ပြီးရှင်းပြပါသေးတယ်ရှင်။မြင်းစင်းတဲ့အခါမှာမြင်းပေါ်ကပြုတ်ကျမှစိုးရင်စိတ်နဲ့မြင်းရဲ့ခန္ဓာကိုယ်ကိုကိုယ့်ရဲ့ပေါင်နှစ်ဖက်နဲ့အဆက်မပြတ်ညှပ်ထားရတယ်လို့ဆိုပါတယ်။အဲဒီလိုအမြဲတမ်းညှပ်ထားရတဲ့အတွက်ပေါင်ဝါရှိတဲ့အစီရီကျသွားပြီး ကြက်သားတွေကချစ်လက်တောင်းတင်းလာစေတယ်လို့မီဒီယာအင်တာဗျူးတစ်ခုမှာဖြေကြားသွားခဲ့တာပါဒါကြောင့်လေအင်းမြတ်သူကအောက်ပိုင်းလာခြင်းနဲ့အောက်ပိုင်းတောင်းတင်းခြင်းနဲ့မျိုးသမီးတွေကိုမြင်းစည်းဖို့အတွက်တိုက်တွန်းသွားပါသေးတယ်ဒါရင်ဘဲကမလဲရှင်အင်းမြတ်သူရဲ့ဝါသနာကဒီလောက်နဲ့တွေမရက်တန့်သွားပါဘူးသူမကမြင်းစည်းရင်တော့ရိုးရိုးအေးလေးစီးရတာကိုမကြိုက်ဘူးလို့ဆိုပါတယ်သူမကြိုက်တဲ့ပုံစံကမြင်းကိုကဆုံပေါက်ပြီးဒုံဆိုင်စီးရတာမျိုးကိုမှသဘောကျတာတဲ့ရှင် ဒီလောက်တတိကောင်းတဲ့မင်းသမီးမို့လို့လေသူမရဲ့ action စကားတွေကဖိပြင်းခဲ့တာပါနော်ပြီးတော့သူမကမြင်းစီးရင်အကောင့်တတိလေးတွေကိုမစည်းကျင်ဘူးလို့လေပုံမှန်လေးလေးပြောပါသေးတယ်ရှင်ငွေဆောင်တို့ချောင်းသာတို့လိုကန်းချီတွေကိုရောက်ရင်မြင်းတော်စီးဖြစ်ပေမဲ့အားမရဘူးလို့ဆိုပါတယ်ဘာလို့လဲဆိုတော့သူမရဲ့ခန္ဓာကိုယ်ကကြီးပြီးမြင်းကသေးနေလိုပါတယ်ရှင်အင်းမြတ်သူကမြင်းဆိုရင်အကောင့်ကြီးကြီးတောင်းတော့ဖြောက်ဖြောက်မြင်းကိုမှဒုံဆိုင်စီးကျင်လာလို့သူမရဲ့ဦးစားပေးမှုကိုရှင်းရှင်းလင်းလင်းပြောသွားတာပါဒါပေမဲ့အခုချိန်မှာတော့ဒီမအနေနဲ့အလုပ်တွေများနေတာကြောင့်ရောအချိန်ရဲ့အကြောင်းကြောင့်ရောမင်းမစီးဖြစ် ြစ်တာကြာနေပြီလို့ဆိုပါတယ်။ဒါကြောင့်မြင်းပြန့်စီးဖို့အတွက်အစကနေပြန်ကျင့်နေရတယ်လို့လည်းဖွင့်ရသွားခဲ့တာပါ။တကယ်တော့အခုချိန်မှာအေးမြတ်သူကတကြောပြန်အောင်မြင်မှုတွေကိုထပ်မံရရှိနေတာလည်းဖြစ်ပါတယ်။ အသက်ကတော့ကြီးလာပြီမေအင်းမြတ်သူကတော့အသက်ကြီးလာလေးလေးပိုလှလာလေးပိုနုပြိုလာလေးဆိုတဲ့စကားအတိုင်းပါပဲဆိုရှယ်မီဒီယာပေါ်မှာဆိုရင်လည်းသူမကအရန်ကိုအတိတ်ဖြစ်နေပြီးတော့သူမရဲ့အမိုက်ဆောင်ဖက်ရှင်တွေမိချင်ငံလုံးလို့ချစ်လက်နေတဲ့ခန္ဓာကိုယ်အလှတရားတွေကြောင့်ပြည်သက်တွေကြမှာနေရာပြန်ရနေတာပေါ့အသက်ဆိုတာဂိန်းကနာတစ်ခုသာဖြစ်ပြီးတော့ကိုကိုကိုဂယူဆိုင်ထိနေမှုကသာအဓိကဆိုတာကိုအင်းမြတ်သူကအခုလိုလှပကြန့်ခိုင်နေခြင်းနဲ့တသက်ပြနေတယ်လို့ပါပဲနော်ပြည်သက်တို့ထဲမှာရောအင်းမြတ်သူရဲ့ဖန်တွေပါကြလာရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ